ရိသတ်တွေလည်းတကယ်အရင်ကျေးဇူးများတင်ပါတယ်နန္နာရဲ့ဟိုရင်မချက်အရင်အမ်ခြားပေးတဲ့အတွက်အရင်ကျေးဇူးများတင်ပါတယ်လက်ချိတဲ့အချိန်မှာနန္နာကိုယ်တိုင်ပေါ့နော်ကိုကိုမရခဲ့တော့ it's okay um because သူလည်းချစ်တယ်နန္နာလည်းကိုကိုလည်းကြိုးစားတယ်သူလည်းအရင်ကြိုးစားတယ်ဘယ်သူပဲနိုင်နိုင်နန္နာလည်းပြောရမယ် ဆိုပြီးအမ်ခံယူရတယ်ပေါ့နော် because အဲ့ဒီညီမနိုင်တဲ့ဖီယိုလင်လည်းသူအရန်ကြိုးစားရဲ camp ကာလမှာဆိုရင်သူအများအားအစောရောက်တယ်ပြီးရင်သူလည်းအရန်ကူယူရတယ်ပေါ့နော်သူလည်းအရန်ရင်ချက်တယ်တဘောလည်းအရန်ထားကောင်းတယ်စင်ပေါ်မှာနနာတကယ်ဆိုတော့ ဘာမှလည်းမစင်စားလိုက်ဘူးဘာဖြစ်လဲဆိုတော့ကိုအရန်တုံနေရလေခြေတော်ရောတုံလက်ရောတုံစမ်းအဲကိုကိုမလဲအောင်အကောင်းဆုံးစူးစားခဲ့တယ်အာပြပြင်ရမယ်ဆိုရင်တော့နာနာအရန်အာတကယ်ဆိုငယ်ကလေးရနဲ့ anxiety ရအရန် များတာပေါ့เนาะ anxiety อ่ะများရင်เนาะတစ်ခါတလေနာနာအရန်တုံပြီးဟောမူလဲတာတော့ဆေးရောက်တာတော့ရှိခဲ့ဘူးတယ်ပေါ့အဲ့ဒါနာနာ account ဆုံးထင်းရတယ်ပေါ့အဲ့ဒီဟာပိုင်းမှာလဲနာနာ anxiety manage by my man เนี่ยပိုလို့အပ်ပါတယ်လို့စိတ်တားလို့ရှားရယ်ဆိုရင်လည်းနာနာတကယ်ဆိုရင်ဟောအဲ့လိုလက်ချင်းထားတဲ့ဟာတော့အရန်ဟိုစူးစမ်းခဲ့တဲ့ဟာတွေဆိုတော့မိပြီးတစ်ခါတလေနာနာအစင်ပေါ်ရရင်တော့အရန်တုံပြီးအဲ့လို ဟိုတားစိတ်လို့ရှားခဲ့တယ်ပေါ့နော်နော်ရဲ့ anxiety ကဟို normal level anxiety တော့မဟုတ်ဘူးပေါ့အဲ့ဒီဆရာဝန်တွေလည်းအမ်ဆေးတွေပါတွေလည်းတိုက်တယ်အဲ့လိုအဲ့လိုကနေနှစ်နာကြီးလာတာဘာလို့ mental health နဲ့ပတ်သက်ပြီးရတာကြောင့်မလို့နှစ်နာရဲ့ advocacy project ကတော့ mental health advocacy ဖြစ်ပါတယ်လို့ mental health workshop လို့ရင်းနဲ့အဲ့လို anxiety ဖတ်မှာဘယ်လို management လုပ်ရတာလဲပေါ့ပြီးရင်အော်တခြား um တခြားလူတွေလည်း like the younger generations also do not talk about the mental health mental health တွေတိတ်မပြောကြဘူးဒါပေမဲ့နာနာတကယ်ဟိုကိုအဲခံစားခဲ့ရဘူးလို့အများဟိုဒီလို anxiety ကြုံခဲ့ဘူးလို့နာနာဒီမှာ like အာပြန်ခဲ့ပါတယ်လို့ပြောရမယ်ဆိုတော့နာနာအာလက်ချိတဲ့အချိန်မှာနာနာကိုယ်တိုင်ပေါ့နော်ကိုကိုမရခဲ့တော့ it's okay um because သူလည်းချစ်တယ်နနာလည်းကိုကိုလည်းကြိုးစားတယ်သူလည်းရမ်းကြိုးစားတယ်ဘယ်သူပဲနိုင်နိုင်နနာလည်းပြောရမယ်ဆိုပြီး um ခံယူရပေါ့နော် because အဲ့ဒီညီမနိုင်တဲ့ဖီယိုလင်လည်းသူအရန်ကြိုးစားတယ် camp ကလာမှဆိုရင်သူအများအားဆော်ရရောက်တယ်ပြီးရင်သူလည်းအရန်ကိုယူရပေါ့နော်သူလည်းအရန်ရင်ချက်တယ်တပေါ်လည်းရမ်းထားကောင်းတယ်ဟုတ်အနနာတကယ်ဆိုရင်အဲ့လိုပရိသတ်တယ်နနာအဲ့လို supporting ပေးရ I did not know that there was a lot of people supporting me and loving me. And till so today, I'm very, very grateful. I am a Mare, and Thank you for understanding me that. I am not always the best, and I also have my weakness. ပရိသတ်တွေလည်းတကယ်အရန်ကျေးဇူးများတင်ပါတယ်။နှစ်နာရီဟိုရင်မချက်အရန်အမ်ထားပေးတဲ့အတွက်အရန်ကျေးဇူးများတင်ပါတယ်။ I'm sorry to disappoint you guys but I just want to say that this is not the end for me and this is not the end for you as well. And sometimes when life if things don't work out the way that you wanted, God has always have a better plan for you. I just want to encourage you guys to stay strong and thank you so much for supporting me.